HTV channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရွေးရှင်ကြည့်သူပရိသတ်များအတွက်ကိုမှရွေပြီးတော့တင်ဆက်ပေးသွားမယ် movie showcase အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဒီစီစဉ်မှာတော့နိုင်ငံတကာမှာအောင်မြင်ကြော်ကြားခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကောင်းတွေပြီးတော့မှဝင်ငွေအကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားကောင်းတွေပြင် animation movie အမိုက်စားတွေရွေးချယ်ပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုတော့ကျွန်တော်တို့ရဲ့ movie showcase အစီအစဉ်ကိုစလိုက်ရအောင်ဗျာ ပထမဦးဆုံးသောတင်ဆက်ပေးသွားမှာကတော့ဒီနိုင်ငံတကာမှာအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲကမှရွေးချယ်ထားတဲ့ရုပ်ရှင်ဇာတ်ကားကတော့ 2022ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Batman ဆိုတဲ့ရုပ်ရှင်ကဖြစ်ပါတယ်။ Batman လို့ပြောလိုက်တာနဲ့ DC Universe တစ်ခုလုံးရဲ့အချစ်တော် Superhero တယောက်လည်းဖြစ်တယ်။ဒီကားကကြတော့ DC ကနေပြီးတော့ reboot အနေနဲ့ပြန်လည်ပြီးတော့ရက်ကူပုံပေါ်ထားတာလည်းဖြစ်ပါရခင်ဗျ။ Director အနေနဲ့ကတော့ Matt Reeves ကနေပြီးတော့ရက်ကူပုံပေါ်ထားတာဖြစ်တယ်။ပြန်လည်ထုတ်လွှင့်ပေးတာကကြတော့ Warner Bros Picture ကနေပြီးတော့ထုတ်လွှင့်ပေးတာလည်းဖြစ်ပါရခင်ဗျ။အဲဒီကားကကြတော့ကျွန်တော်ဒီ Batman ကနေပြီးတော့နောက်ထပ်ထက်ထွက်လာတဲ့ရုပ်ရှင်ကဖြစ်တယ်။မင်းသားလေးချိန်သွားတယ်ပြီးတော့ပုံစံဒီဇိုင်းကလည်းအနေငယ်ပြောင်းလဲမှုတွေရှိလာတွေ့ရတယ်။အဲ့တော့ဒီအရှိ င်းရဗန်ဗန်တွေထွက်လာခဲ့တဲ့ဒီ The Dark Knight တို့ပါဘူးဆိုတော့ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ ਨੇ တသားလေးမြင်နေရတဲ့ဗန်ဗန်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ2022ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Batman ထွက်လာတဲ့အချိန်မှာပရိသတ်တွေရဲ့တော်တော်လေးဝေဖန်မှုတွေအများဆုံးရရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ မင်းသားပြောင်းလိုက်တဲ့ကိစ္စကြောင့်ပါအဲ့တော့ဒီကျွန်တော်ဗမ်မန်းရိုက်တဲ့အခါထဲမှာအမြဲတမ်းပြဿနာတက်တာအဲ့မင်းသားပြောင်းတဲ့ကိစ္စပေါ့နော်ဆိုတော့ DC Universe တစ်ခုအနေနဲ့ဒီမင်းသားကိုကျွန်တော်ဒီဗမ်မန်းတစ်ယောက်အနေနဲ့တွဲဖက်ပြီးတော့မြင်ပြီးသွားတဲ့အခါမှာနောက်ထပ်တစ်ယောက်ဘယ်သူမှအစားထိုးလို့မရတော့ဘူးပေါ့နော်ဆိုတော့ဒီအရှိမ The Dark Knight တောင်းကမြင်တူးခဲ့တဲ့မင်းသားတစ်ယောက်ကိုကျွန်တော်နောက်ထပ်ဒီ2022မှာထွက်လာတဲ့ The Batman နေရာမှာ Robert Pattinson ကနေပြီးတော့ပါဝင်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တော်တော်များများပေါ့နော်ဒီ Batman နဲ့မင်းသားနဲ့မလိုက်ဖက်ဘူးဆိုတော့ဒီဝေဖန်မှုတွေတောက်လျှောက်ခံခဲ့ရတဲ့ရုပ်ရှင်ကားတွေမှာပါတယ် ပြီးတော့ဒီ director အနေနဲ့လေဒီမှာတော်တော်လေးပြောင်းလဲထားတွေ့ရတယ်ဗျာအရှိမှာတော့ Batman ကိုကျွန်တော် super hero ပုံစံအနေနဲ့ပို့ပြီးတော့ဒီမြင်တွေ့ရတာများပြီမြင်ဒီ The Batman မှာကြတော့ detective တစ်ယောက်အနေနဲ့ပို့ပြီးတော့မြင်ရတာများတယ်အဲ့တော့ဒီ Dead Don Carly ပို့ပြီးတော့များလာတယ်လို့ပဲ detective ဘက်ကိုပို့ပြီးတော့သွားတဲ့အတွက်ကြောင့်မလို့ဗန်မန်းကိုယ်တိုင်ဝင်ပြီးတော့စုံစမ်းတဲ့ဟာတွေပို့ပြီးတော့များလာတဲ့ပုံစံတွေ့ရတယ်ပေါ့နော်ဒီကောင်မှလည်းတကယ် Robert Pattinson ဟာဆိုရင်လေဒီ Batman character ရွေးချယ်ခံခဲ့ရပြီးတဲ့နောက်မှာတော့သူ့တဲ့ဒီ body perform တွေအများကြီးလှုပ်ထားတယ်ပြီးတော့မှ Batman character နဲ့လက်ဖက်ညီအောင်ပဲသူ့ရဲ့အတန်တုံးကာလာရီယာစတကယ် characteristic မိအောင်ကိုတရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒါကြောင့်မို့လို့လေအောင်မြင်မှုရရှိခဲ့တဲ့ရုပ်ရှင်ကားရီတွေကမှတကားဖြစ်ခဲ့တာပါ ုတိယတကားအနေနဲ့တင်ဆက်ပေးသွားမှာကတော့2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Nice Guys ဆိုတဲ့ရုပ်ရှင်ကဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်ရဲ့ခေါင်းစဉ်နေမဲ့ The Nice Guys ပါဒီထဲမှာပါတဲ့သူတွေက The Nice Guys ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီထဲမှာကျွန်တော် Hitman တွေလည်းပါတယ်။ပြီးတော့ဒီပါဝင်ထားတဲ့ Hitman တွေအရဆိုရင်လည်းတကယ် Action လုံးဝ Fighter Gen ကြီးတွေပါဝင်ထားတဲ့သူဆောင် ရုပ်ဆောင်တာရဲ့ရုပ်ရှင်ကားတစ်ခုဖြစ်တယ်ပေါ့နော်ဒီင်းမှာဘလူးပုံစံနေပါဝင်မလဲပြီးတော့အကမတီလဲပါတယ်အက်ရှင်လဲပါတယ်အတွဲကြောင့်မလို့အက်ရှင်တော့ဖိုက်တင်ကြမ်းကြမ်းကြီးတာကြိုက်တယ်ရဲမှန်ရကမှာကမတီစင်းလေးလဲပါလားအတွဲကြောင့်မလို့ပေါ်ပေါ်ပါဖြစ်ချင်တဲ့အခါမျိုးတွေပါဝင်လာနေတယ်ပြီးတော့မှအက်ရှင်ဖိုက်တင်အကြမ်းကြီးတွေပါဝင်လာတဲ့အခန်းတွေလည်းအများကြီးပါဝင်ပါတယ်ပြီးတော့မှ ဒီ mystery sensor crime sensor ဇောင်းဝင်ကန်တွေလည်းပါဝင်တဲ့အတွက်ကြောင့်မလို့ action ကောက်ပို့ပြီးတော့ကြိုက်တယ်ဒီ crime ဖြေရှင်းရတဲ့အခန်းတွေကိုကြည့်ရတာကြိုက်နေတတ်တဲ့ပရိသတ်တွေအတွက်တော့ကြည့်ကိုကြည့်တဲ့ကားတွေမှာပါပါပါတယ်ခင်ဗျာဒီထဲမှာကျတော့ဒီ cast တွေနေနေဆိုရင် Ryan Gosling, Russell Crowe, Angry Rice, Matt Bomer, အစရှိတဲ့ဒီရုပ်ဆောင်တွေပါဝင်ပြီးသားတော့မှာခုနကကြီးခဲ့သလိုပဲပေါ့နော်ကျွန်တော် action scene တွေအများကြီးတွေ့ရတယ်ပြီးတော့ comedy ရမရကကော်မတီ scene လေးနဲ့လေပရိသတ်တွေကိုပေါ့ပပဖြစ်စေမဲ့ဒီ scene လေးလည်းပါဝင်တဲ့အတွက်ကြောင့်မို့လို့ဒီကြည့်ရတဲ့အခါမှာဒီ action အပြင် comedy ပါပို့ပြီးတော့မြင်ရတဲ့ crime scene တွေပို့ပြီးတော့ဖြေရှင်းရတဲ့ဇာတ်လမ်းတွေလေပါဝင်တဲ့အတွက်ကြောင့်မို့လို့ကြံ့နေတတ်မယ်ထင်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကားအနေနဲ့ကတော့ဒီပရိသတ်တွေရွေးချယ်ပေးထားတာကတော့2000ခုနှစ်မှာထွက်ရှိခဲ့တဲ့ Emily ဆိုတဲ့ရုပ်ရှင်ကဖြစ်ပါတယ်။ဒီကားမှာဆိုရင်တော့ဒီ main ကလေးတစ်ယောက်နဲ့သူအောင်မြင်လို့စိတ်ပြီးတော့သူ့ရဲ့ကြီး ီးပွားတိုးတက်လူစိတ်တွေကိုသူအနေနဲ့ဘလို့အကောင့်ထဲပေါ်သွားမလဲဆိုတာကိုမြင်တွေ့ရတယ်မြေရုပ်ရှင်ဇာတ်ကားဖြစ်တယ်ခင်ဗျာပြီးတော့အမျိုးသမီးတယောက်ရဲ့သူ Avenger Sun နဲ့သူရဲ့ life ကိုသူကြောဖြတ်တဲ့အခါတွေသူရဲ့ဝါသနာကိုအောင်မြင်တိုးတက်အောင်သူကြီးပွားအောင်သူလုပ်နိုင်ဖို့အတွက်ကိုသူစ조사ဖြတ်တန်းခဲ့တဲ့အကြောင်းအရာတွေကိုပို့ပြီးတော့မြင်တွေ့ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်ခင်ဗျာဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့ဒါပရိသတ်တွေကလည်းအပင်မှုတွေရရှိခဲ့တဲ့အောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့တဲ့အတွက်ဒီ Academy Award မှာဆိုရင် nominate ဝင်ခဲ့ပါတယ်ခင်ဗျာဒီ award မှာဆိုရင်တော့ဒီ Best Foreign Language Film ပြီးတော့ Best Original Screenplay best cinematography best art direction ပြီးတော့မှ back song ဆိုပြီးတော့မှဒီ nominated ဝင်ခဲ့တဲ့ရုပ်ရှင်ကားအကောင်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီနေ့ရဲ့ movie showcase အစီအစဉ်မှာဆိုရင်တော့နိုင်ငံတကာမှာအောင်မြင်ကြော်ကြားခဲ့တဲ့ရုပ်ရှင်ကားတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ပြပြပေးသွားမှာကတော့ ဝင်ငွေအကောင်းဆုံးသောရုပ်ရှင်ကားတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ရုပ်ရှင်ကြီးပရိသတ်များခင်ဗျာ။အဲကိုယ့်ရဲ့ကိုကြည့်နေတဲ့ဘယ်ကားတွေအများကိုကြိုက်နေတတ်တဲ့ဘယ်ကားတွေအများဝင်ငွေအကောင်းဆုံးဖြစ်နေမလဲဆက်လက်ပြီးတော့ကြည့်ရှုအောင်ပြပါအောင်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးတော့မှာကတော့ Frozen ဖြစ်ပါတယ်။အဲ့တော့2013ခုနှစ်မှာထွက်ရှိခဲ့တဲ့ Frozen ဟာလေဘရိသတ်ရဲ့အားပေးမှုကြောင့်ပဲဝင်ငွေအကောင်းဆုံးသောရုပ်ရှင်ကားတွေမှာပါဝင်ထားပါတယ်။အဲ့တော့ဒီနိုင်ငံအတွင်းရောက်ဝင်ငွေကိုပြန်ကြည့်မယ်ဆိုရင်တော့30.7% 4 million international အနေနဲ့ဆိုရင်တော့69.3%ဒီ9 million worldwide အနေနဲ့ဆိုရင်တော့1.3 billion အထိကိုမှဝင်ငွေအကောင်းဆုံးသော animation movie ထဲမှာပါပါရခင်ဗျာအဲဒီတဲမှာပေါ်ရင်တော့ voice over အနေနဲ့ဆိုရင်လေဒီ Anna အနေနဲ့တရုတ်ဆောင်ထားတဲ့ Christian Bale ပြီးတော့ Elsa အနေနဲ့ဆိုရင်တော့ Indiana Menzel ခရစ်စတော့ဖ်အနေနဲ့ဆိုတော့ဂျွန်တန်ကရော့ဖ်အော့ဖ်ကယ်ရီတာလေးအနေနဲ့ဆိုတော့ဂျော့ဂျ်ကတ်တို့ကနေပြီးတော့ voice over အနေနဲ့ပါဝင်တရုပ်ဆောင်ထားတာပဲဖြစ်ပါရခင်ဗျာ။ Frozen နဲ့ပတ်သက်ပြီးတော့အများကြီးတော့ပြောပြတဲ့လူမဲမတင်ပါဘူးခင်ဗျာ။အရန်ကောင်းခဲ့တဲ့ animation movie ဖြစ်တယ်လို့ပဲပရိသတ်တွေနဲ့ထက်တူကြိုင်းနေတက်ခဲ့တဲ့ရုပ်ရှင်ကားကောင်းဖြစ်ပါရခင်ဗျာ။နောက်ထပ်ထပ်မှတ်ပြီးတော့တင်ဆက်ပေးသွားမှာကတော့2023ခုနှစ်မှာထွက်ရှိခဲ့တဲ့ Iron Man 3ပဲဖြစ်ပါရခင်ဗျာ။ဒီ Iron Man 3ကတော့ဒါ MCU ထဲမှာလည်းအပေါဆုံးသော character တစ်ခုအနေနဲ့ရှိတယ်။ပရိသတ်တွေရဲ့အကြိုက်နဲ့သက်ဆုံးသောဒီ hero တစ်ယောက်လို့ပြောရလဲမမပါဘူးခင်ဗျာ။ ီကားဆိုရင်လေဒီနိုင်ငံအတွင်းရောင်းငွေအားကျတော့32.3% million ဒီရရှိခဲ့ပြီးတော့မှ international အနေနဲ့ဆိုရင်တော့67.7% 8 million worldwide အနေနဲ့ဆိုရင်တော့1.2 billion ထိကိုမှရရှိထားတဲ့ရုပ်ရှင်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ Arman 3ကလည်းပြည်သက်တီရဲ့ဒီလူငယ်ကနေလူကြီးအဆုံးပေါ့နော်ဒီတော်တော်များများကိုကြိုက်နေတတ်ကြတဲ့ career တစ်ခုဖြစ်တယ် တော့ဒီ Iron Man 3မှာလေဒီအသုံးပြုထားတဲ့ budget က2 million အထိမှအသုံးပြုထားတာပဲဖြစ်ပါရခင်ဗျာအဲ့တော့ဒီတစ်ခါမှာတော့နိုင်ငံတကာမှာဝင်ဝင်အကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားတွေမှာနောက်ဆုံးတစ်ခါကိုရွေးချယ်ခွင့်ပြုပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်က Incredible ကိုရွေးချယ်ကြပါတယ် Incredibles ကကြတော့ဟိုးအရှိမပထမဆုံးတစ်ပိုင်းကတော့ထွက်ရှိခဲ့ပြီပါဘီအဲ့ဒီတုန်းကလေတော်တော်လေးအောင်မြင်ခဲ့လို့ပြောလို့ရတယ်အဲ့တော့ Incredibles ထွက်ပြီးတဲ့အခါမှာလေဝင်ငွေတွေအရန်ကောင်းခဲ့တာကလေသူ့ရဲ့ character ထွက်ရှိလာတဲ့မှာအင်ဂျီဒီဇိုင်းနေပြီးတော့တခြားသော ုံပစ္စည်းတွေအမျိုးမျိုးမှာဒီနံပါတ်တက်ပြီးတော့ကြီးညာရလောက်တဲ့အထီးကူမှာကလေးတွေကြားထဲမှာအရင်အောင်မြင်ခဲ့ပါတယ်အဲ့တော့ incredible ဒီထွက်ရှိခဲ့တဲ့အချိန်တုန်းကလည်းတော်တော်လေးကျွန်တော်တို့ငယ်တဲ့အရွယ်ရောက်နေသေးတယ်ဒါပေမဲ့အခုဒီ2018မှာ incredible 2ပြန်ထွက်လာတော့လေကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့စောင့်ကြည့်ရလောက်အောင်ကိုပဲတော်တော်လေးကိုဆွဲဆောင်မှုရှိသေးတဲ့ဒီ animation movie တကားဖြစ်ပါရခင်ဗျာ ဒီကားရဲ့ဒီဝင်ဝင်အရာကြည့်မယ်ဆိုရင်ဒီနိုင်ငံတွင်းမှာတွေပဲ49 process 6 million ရရှိထားတယ် international အနေနဲ့ဆိုရင်တော့51 process ဒီ6 million အထိပြန်လဲရရှိခဲ့ပြီးတော့မှ worldwide အနေနဲ့ဆိုရင်တော့ဒီ1.2 billion အထိကိုမှပြန်လည်ပြီးတော့ရရှိခဲ့တဲ့ရုပ်ရှင်ကားတစ်ခုလည်းဖြစ်ပါရခင်ဗျာ။အဲ Walt Disney မှာတော့အောင်မြင်ဆုံးသော animation movie တစ်ခုမှာတော့ပါတယ်။အဲတော့ပရိသတ်တွေအကြိုက်နဲ့သက်ဆုံးသောရုပ်ရှင်ကားလို့လည်းပြောလို့ရပါဗျာ။ Incredible 2မှာလည်းတကယ်အာမမျော်လင့်ထားတဲ့ character လေးလည်းပါတယ်။ပြီးတော့ ကျွန်တော်တို့စောင့်မြို့နေကြတယ်သူတို့ရဲ့ဂျက်ဂျက်ကလေးကလည်းပွားပွားရှိတဲ့လူစားလေးတယောက်ဖြစ်နေတယ်ဆိုတော့ကို Incredible 2မှာမြင်ရမှာဖြစ်ပါတယ်ဒီနေ့ရဲ့ Movie Showcase Season မှာတော့နောက်ဆုံးကဏ္ဍကတော့ပရိသတ်တွေအရင်ကြိုက်ကြတဲ့ Animation Movie တွေကိုပြန်လည်စုစည်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ကဲအဲ့တော့ပထမဦးဆုံးရွေးချယ်ထားတာကတော့ကျွန်တော် Rio 2ရွေးချယ်ခြင်းပါတယ် Rio နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုတော့ကျွန်တော်တို့ရဲ့မျိုးလုံးထဲမှာ Rio 2လို့ပြောလိုက်တာနဲ့အရန်လာပါတဲ့ကျတူရီလေးတွေကိုပြင်းပြင်းပြီးမှတေးကြပါတယ် Rio 1တို့ကလည်းအရန်မိုက်ခဲ့တဲ့ animation movie ဖြစ်တယ်အဲ့ဒီမှာပါဝင်ထားတဲ့တချင်တွေ culture တွေပြီးတော့ပေါ်ပြထားတဲ့ဒီဇက်ကောင် character တွေကအစအရန်ကိုကောင်းမွန်တဲ့ animation movie တစ်ခုဖြစ်ခဲ့တယ် Rio 2ပြန်လည်ပြီးတော့ထွက်ရှိလာတဲ့အခါမှာလည်းကျွန်တော်တို့မပြောင်းလဲထားတဲ့ပုံစံနဲ့တွေ့ရတယ်အဲ့တော့ ပြီးတော့သူတို့ရဲ့ဒီတောထဲမှာရှိနေတဲ့ကျစ်တူရေးလေးတွေတဘာဝကိုလေကျွန်တော်တို့အနေနဲ့တော်တော်လေးကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Rio 2ကကျတော့လည်း2014ခုနှစ်မှာထွက်ရှိခဲ့တာပဲဖြစ်တယ်။အဲ့တော့ဒီကားပုံစံလေးကတော့ Musical နဲ့ Company နဲ့ရောထားတဲ့ဒီရုပ်ရှင်ကားတစ်ခုလေးဖြစ်တယ်ပေါ့နော်။ဒီထဲမှာဆိုရင်တော့ဒီ Voice Over နေနဲ့ဆိုရင် Annie Hathaway, Jesse Eisenberg, Jermaine Clement, ်ဂျက်စလီမန်ပြီးတော့မှဒီနောက်ထပ် character အစ်စ်အနေနဲ့ဆိုရင် Bruno Mars တို့ကပါပါဝင် ပြီးတော့အားဖြစ်ထားတွေ့ရပါတယ် Bruno Mars character ကလည်းအရင်မှိုက်ပါတယ်ခင်ဗျာသူရဲ့ဒီပင်ကိုအတန်အတိုင်းပါပဲဒီကဲတချင်းဆိုတဲ့အခါမှာလည်း Bruno Mars ရဲ့အတန်အရာဟိန်းထွက်နေလောက်အောင်ကို character တစ်ခုအနေနဲ့ဖန်တီးထားဖြစ်ပါတယ် musical ကလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးတခြားသောအဆိုတော်တွေပါဝင်ထားတယ်ပြီးတော့ Rio 2မှာကပို့ပြီးတော့မိုက်သွားတခြားသောကျွန်တော်တို့ဒီ ကဏ္ဍတွေအများကြီးပါလာတခြားက character အစ်စ်တွေပါလာတယ်အဲ့အစ်စ်တွေကလည်းတချင်းနေဆိုကြတယ်တကောပျော်ပျော်ပါပါလေးနဲ့ကြည့်ရတဲ့အခါမှာ musical things ဒီ vibe အပြည့်လဲရတယ်ခံပတီ vibe အပြည့်လဲရတယ်မြဲ animation movie တကားလည်းဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ဒီ Rio 2မှာအသုံးပြုထားတဲ့ budget က130 million အသုံးပြုထားပြီးတော့မှ box office အနေနဲ့ဆိုရင်615.8 million ဒီကိုပြန်လည်ပြီးတော့ရရှိထားဖြစ်ပါတယ်။ပရိသတ်တွေကြားမှာလေ Rio 1နဲ့2ကြားမှာဒီတော်တော်များများကတော့အောင်မြင်မှုတွေကိုပေးဆွမ်းနေပြီးတော့ပရိသတ်တွေအရင်ကြိုက်ကြတဲ့ animation movie လည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တကားအနေနဲ့ကတော့ဒီ Mr. Peabody and Sherman ဆိုတဲ့ရုပ်ရှင်ကဖြစ်ပါတယ်။2014ခုနှစ်မှာတော့အောင်မြင်ဆုံးသော animation movie တစ်ခုလို့ပြောလို့ရတယ်။ Mr. Peabody ကကြတော့ဒီခွေးကလေးပေါ့နော်။ခြေဆရာကောင်းတဲ့ခွေးပြူလေး။ဒါပေမဲ့သူကခွေးလေးဆိုပေမဲ့အရင် အရန်ကူမှာညာကောင်းတဲ့ genius ဖြစ်တဲ့ဒီပညာရှင်တယောက်ဖြစ်တယ်ပေါ့နော်အဲရှာမန်ကကျတော့သူကမွေးစားဖို့လုပ်တယ်အဲ့ဒီမှာတခြားသူတွေကနေပြီးတော့သူဟာဖခင်တယောက်ဖြစ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကိုလေ့လာဖို့အတွက်သူ့ကိုစတ်သက်ကြတာဖြစ်ပါတယ်အဲ့တော့မစ္စတာဘီဘော်ဒီကလည်းရှာမန်ကိုသူ့ရဲ့သားရင်းတယောက်လိုမျိုးပြုစုပြောင်းထောင်နေဒီကြောင်းသွားတဲ့အခါကနေပြီးတော့သူပညာသင်ပေးတဲ့အခါတည်းကိုမစ္စတာဘီဘော်ဒီကသူ့ရဲ့မျိုးဆက်မတူ ပုံစံချင်းကွာခြားပေမဲ့လေသူဟာသူ့ရဲ့တားရင်တရလို့ချစ်တဲ့ရှာမန်ပေါ်ကိုဒီဖခင်မြေတားတွေပေးရတဲ့ကားလေးဖြစ်တယ်။ညပြေုံမှာဒီလိုတွေပေးရနေရင်မှဂျားထဲမှာပဲမစ္စတာဘီဘိုတွေကကျွန်တော်ခုနကပြောသလိုပဲအဲ့တော့အရန်တော်တဲ့သိပ္ပံပညာရှင်တူဖြစ်ပါတယ်။ဒါကြောင့်မလို့သူတည်တင်ထားတဲ့ time travel နေရာတွေအများကြီးရှိတယ်ခင်ဗျ။အဲ့ဒါကိုမှရှာမန်လေးဟာမာယွင်းစွာနဲ့ဒီဆက်ချိုရင်းမှုကြောင့်ရောက်သွားခဲ့တယ်ပေါ့။အဲ့ဒီမှာပဲတကယ် Avengers Sansan နေမြင်ရတယ်။အဲ့တော့ Mr. Peabody ရဲ့ ဒီရှာမန်ကားလေးကတော့အကောမဒီလေးဖြစ်တဲ့ Sun Fashion ရုပ်ရှင်လေးဖြစ်တယ်ခင်ဗျာ။ကြည့်ရတဲ့အခါမှာပေါ့ပေါ့ပါပါလေးနဲ့ပရိသတ်တွေကိုရတ္တရီပေးဆွမ်းနိုင်တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ပါရယ်ခင်ဗျာ။ Okay ဒီနေ့ရကျွန်တော်တို့ Movie Showcase Season ကနေပြီးတော့နောက်ဆုံးတင်ဆက်ပေးသွားမယ့် Animation Movie တကားကတော့ The Net Jaw ဖြစ်ပါရယ်ခင်ဗျာ။အဲ့တော့ခုနလိုပဲ The Net Jaw ဟာလေ2014ခုနှစ်မှာတော့အောင်မြင်ဆုံးသော Animation Movie ထဲမှာပါပါရယ်ခင်ဗျာ။ The Net Jaw ဆိုတဲ့အတိုင်းပါပဲ။မြေပဲအတွက်ကိုရုန်းခံကြတဲ့ရှင်လေးတွေအကြောင်းပို့ပြီးတော့မြင်တွေ့ရမယ်ထင်ပါတယ်။ပုံမှန်ကျွန်တော်တို့ဒီမြေပဲ နဲ့ပတ်သက်ပြီးတော့အရင်ပြုပြီးတော့ထွက်လာတဲ့ animation movie တွေအများကြီးရှိရဲအဲ့ဒီထဲကမှ The Net ကြောဟာလေပြည်သက်တွေအတွက်ကိုတော်တော်လေးကြည့်လို့ကောင်းစီမဲ့ animation movie တဲ့မှာပါတယ်သူကတော့ comedy ပို့ပြီးတော့များတယ်ဗျ comedy ပို့ပြီးတော့များတယ်ဒီစင်းနဲ့စင်းနဲ့မှာပြောတဲ့စကားလုံးတွေအစားရေးရတယ်သူရဲ့ action movement လေးတွေအစားရည်စရာကောင်းအောင်လေးဖန်တီးထားတဲ့ animation movie တဲ့မှာပါတယ်ဗောနော်မြေဘဲကိုရှာနေရင်းနေပဲ cry တစ်ခုကိုသူကရှာမိပေါ်မိသွားတာဗောနော်အဓိကဖော်ထုတ်မိသွားတာဗောပြီးတော့မြေဘဲသူတို့မြေဘဲရှာနေတဲ့တိုက်ကြီးတစ်ခုတော့တွေ့တယ်အဲ့တိုက်ကကျတော့မုတ်တိုက်ကြီးဒါပေမဲ့မုတ်တိုက်ကြီးရဲ့အပေါ်မှာသူတို့ကလူတွေအားလုံးအမှ cry တစ်ခုကိုသူကလှုပ်ဖို့အတွက်ဖန်တီးနေကြတာ ဲ့သူတို့လူချင်းနေမြေပဲနဲ့ရှာရင်ရှာရင်နေမြေပဲတော်တူရဲအဲ့မှာ crown ထပ်ပြီးတော့ဖော်ထုတ်မိသွားတယ်အဲ့တော့ဒီ crown တစ်ခုဖြည့်ရှင်းမိသွားတဲ့ပုံစံလေးဖြစ်သွားတာပေါ့နော်ဆိုတော့ရှင်းလေးတွေတကယ်ပြောစရာလည်းကောင်းတယ်တယောက်နဲ့တယောက်ဒီရိုင်းပင်ကူညီရင်းနဲ့ပဲဒီမြေပဲရောက်ဖို့တော့သူတို့ဘလို့ကြီးစ조사ရလဲပြီးတော့ဘလို့နေနေပါသူတို့ဒီသွားရှာတဲ့မြေပဲတိုက်နေ crown လုပ်နေတဲ့တိုက်နေသွားတူနေရတာလေတကယ်စိတ်ဝင်စားတဲ့အကောင်ပါတယ်ခင်ဗျာ။ကဲ2014ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Net Job ပဲဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့ ကားလေးကလည်းအရင်မိုက်ပါတယ်ပေါ့ဘာဘာလေးနဲ့ကြည့်ရတဲ့အခါမှလေးတော့ရှင်းလေးတည်းသဘောသဘာဝတွေပြီးတော့တို့ဒီတငယ်ချင်းချင်းချင်းတွေတို့စူးစမ်းအားထုတ်ပုံလေးတွေကုညီရိုင်းပင်းပုံလေးတွေအားသာတကယ်ကြည်နိုးဖို့ကောင်းပါတယ်ခင်ဗျာဒီထဲမှာပါဝင်ထားတဲ့ voice surprise အနေနဲ့ဆိုရင်လေ well arnett brandon freezer lem nisan Catherine Hardy, Stephen Lyne အစရှိတဲ့သရုပ်ဆောင်တွေကနေပြီးတော့ Voice Over အနေနဲ့ပါဝင်ထားပြီးတော့မှတကယ်အမိုက်စာဖန်တီးထားဖြစ်ပါတယ်။ရောပရိသတ်များအားလုံးအတွက်ဒီနေ့ဒီရုပ်ရှင်ချစ်ပရိသတ်များအားလုံးအတွက်ကိုမှ Movie Showcase အစီအစဉ်ကနေပြီးတော့နိုင်ငံတကာမှာအောင်မြင်ကျော်ကြားတဲ့ရုပ်ရှင်ဇာတ်ကားကောင်းတွေဝင်ဝင်အကောင်းဆုံးသောရုပ်ရှင်ကားတွေအပြုံမှာပြီးတော့ animation movie တွေကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည်ရတဲ့ပရိသတ်တွေလည်းကျင်းနဲ့အားရမယ်ထင်ပါတယ်ခင်ဗျာ။ကြီးစွာပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတို့ပင်တည်ရှိပါတယ်။ကျွန်တော်ရဲ့အစီအစဉ်ကတော့ Movie Showcase ပါ။